แกดีลูชินก็รอเยมซี้จောက်ต้งหนานโกนายงานจอซ้วแทสิ่งหวยนาสายยะนี่ส่องลงนินเซ่ผิดเดมะซู้ใหญ่จองตาตนะนิยุบริตะปิมะอเลไตจี้มาถาปนาโบด้วยลายอกหลู่รันจิ้นผิดไป အခုလိုရတနာရီလာရောက်နှူရမ်းသွားတဲ့အကိုနဲ့မအားလည်းမစိုးရင်ကျောင်းဒါရက်ကကျောင်းဒါရက်ကမှဘွဲ့တူကိုခံယူသွားကြပြီဖြစ်တဲ့အတွက်နိုင်ငံကျော်ဇွဲထက်တဲ့ထက်တူမစိုးရင်ကျောင်းဒါရက်ကကျောင်းဒါရက်ကမှဘွဲ့တူကိုခံယူလို့သူရနေနဲ့လေမိမိတို့ရဲ့ကြောက်မြတ်လက်ဆုပ်လက်ပြန်တတ်ပါစီဒီဗီဒီယိုဖိုင်လေးကတော့မစိုးရင်စာတင်တတ်ရဲ့နယူပရိသပင်မအလဲចောင်းဆောင်ကြီးအတွက်เนาะ ဆောက်လုပ်ဆဲဖြစ်တဲ့ဒဂါယီဦးဆန်းဝင်းတို့မိသားစုကနေပြီးတော့ဆောက်လုပ်လူတန်းလျက်ရှိသောဒီចောင်းတိုက်ကြီးမှာဒီရေမစေးကြောက်၃ဌံပေါ့လာရောက်ပြီးတော့လူတန်းနဲ့အလူရှင်ဇနီးမောင်နှံမိသားစုတွေဖြစ်ကြပါတယ်ဒီရေမစေးကြောက်၃ဌံရဲ့ကာလတန်ဖိုးကတော့ဘလောက်ရှိမယ်ဆိုတော့ဖုံးဖုံးတော့မသိပါဘူးတော်တော်တော့တန်ဖိုးကြီးမယ်နဲ့တူတယ်ဒါလေးတွေကိုမြင်တော့ဒဂါယီဦးဆန်းဝင်းတို့ ေသားစုကဆောက်လုပ်လူတန်းတဲ့ကျောင်းအလူကိုမြင်တော့ဘုံဘုံဘာသွားတတိယလဲလို့ဆိုရင်အနာရဘိန်တတိကြီးရဲ့အကြောင်းကိုသွားပြီးတော့တတိယမိပါတယ်နာရဘိန်တတိကြီးကမြတ်စွာဘုရားရှိကိုသွားတွေ့တဲ့အခါမှာ top secret ပေါ့နော်သူ့ရဲ့လေးဝထားတဲ့နာမည်ကိုမြတ်စွာဘုရားကဟဲ့မောင်တုဒ္ဒတလို့လမ်းခေါ်လိုက်တယ် ဟာငါ့နာမည်ကိုဘယ်သူမှသိတာမဟုတ်အားလုံးကအနာရပင်တထေးလိုပဲသိကြတာအခုမြတ်စွာဘုရားကငါ့နာမည်အရင်ကိုသိနေပါလားဆိုပြီးမြတ်စွာဘုရားကိုအတော်လေးကိုကြည်ညိုသွားတယ်ပေါ့ဗျာဒါနဲ့မြတ်စွာဘုရားကိုကြောင်းလူမယ်ဆိုတော့မြတ်စွာဘုရားနဲ့တင့်တော်မဲ့ကြောင်းနေရာကိုလိုက်ရှာတယ်ပေါ့လိုက်ရှာတဲ့အခါမှာဇေတမင်းသားပိုင်တဲ့ဇေတဝန်ဥယျာဉ်ကြီးကိုသွားတွေ့ပါတယ်ဒါနဲ့ဇေတမင်းသားထံကိုသွားပြီးတော့ဒီဥယျာဉ်မြေကိုဝယ်ခြင်းတဲ့အကြောင်း ွားပြောတော့စေတံမင်းသားကမရောက်နိုင်ပါဘူးမရောက်နိုင်ဘူးနာတပင်တတိကလည်းပဲမြို့မြန်တဲ့ဖုံးဖြစ်တော့အာနာရာနဲ့သူမဝယ်နိုင်တဲ့ဈေးကိုអော်လိုက်ပါတယ်အဲ့ဒါကတော့ဟောဒီဈေးတဝန်ဥယျင်ကြီးအပြည့်ပေါ့နော်ခြွေတင်းကားတွေပုံပြီးတော့ပေးမယ်ဆိုရင်ရောင်းပါမယ်လို့អော်လိုက်တယ်နာတပင်တတိကလည်းတရာတရားအားကောင်းတဲ့ပုဂ္ဂိုလ်ဆိုတော့ရစီရမယ်လို့အဲ့ဒီမှာ လဲတွေနဲ့ပေါ့နော်ရွှေတင်းကားတွေကိုတိုက်ပြီးတော့ဥယျာဉ်ကြီးကိုအပြစ်ခင်းပြီးတော့ဝယ်လိုက်တယ်ပေါ့ဇေတမင်းသားကပ်ပုံကလည်းဒီဥယျာဉ်ထဲမှာရှိတဲ့တရက်ပင်တို့ပိန်လဲပင်တို့ဒီနေရာတွေမှာကျိုးတွေဝိုင်းပြီးတော့အဲ့ဒီနေရာအစာတို့အနေနဲ့အစာတို့အနေနဲ့ဝယ်ရတာလည်းရှိပါတယ်ဆိုတော့အကုန်လုံးရွှေတင်းကားတွေပုံပေးပြီးတော့ဝယ်မယ်လဲဆိုရောဇေတမင်းသားကစိတ်ပြောင်းသွားတယ်မယောင်းကျင်တော့ဘူးတဲ့ ။ဟာခမရမယောင်းကျင်လို့တော့မရဘူးလေ။ခမရအော်တဲ့ဈေးကိုကျုပ်ပေးထားပြီးပြီပဲ။ခမရမယောင်းလို့တော့မရဘူးဆိုတော့အမှုဖြစ်ကြတယ်ပေါ့ဗျာ။ဒါနဲ့ယုံရောက်ခါရောက်ပေါ့။ယုံရောက်တော့တရားသူကြီးတွေကဒီအနာရပင်တတိယဘဲ့နယ်ကြောင်များဒီဥယျင်ကိုလိုချင်တာပါလေလို့စုံစမ်းကြည့်လိုက်တော့မြတ်စွာဘုရားကိုကြောင်းလူမယ်ဆိုတာသိသွားတယ်။ဒါနဲ့တရားသူကြီးတွေကလည်းအော်တို့လည်းမြတ်စွာဘုရားရဲ့တရားတော်ကိုနာရရင်ကောင်းလေစွာလို့နာရပင်တတိယကို အမှုအနိုင်ပေးလိုက်တဲ့ပေါ့ဒါနဲ့ဥယျင်မြေကိုနာရဘင်တတိကရရှိသွားပါတယ်အဲ့ဒီမှာအနာရဘင်တတိဒီဥယျင်မြေကိုဝယ်လိုက်တာ78ဂရေကုန်တယ်ပေါ့နော်ကျောင်းဆောက်တာက78ဂရေတဲ့ရည်စဲချတာက78ဂရေကုန်တယ်ပေါ့အဲ့လိုအကုန်ကြခံပြီးတော့မှဆောက်တဲ့ဒီကျောင်းမှာဘာဖြစ်လို့အနာရဘင်ရဲ့ကျောင်းကိုဇေတမင်းသားရဲ့နာမည်ဇေတဝန်ကျောင်းလို့တွင်ရတာလဲဆိုတာဒါလည်းစိတ်ဝင်စားစရာကောင်းတာပေါ့နော် နာရပင်တထေးကြီးကိုပြောတယ်စေတာမျက်နှာကဟာတဲ့အစောကလေးကမြတ်စွာဘုရားကိုကြောင်းလူမယ်မှန်းသိရင်ကျုပ်ဈေးချော်ပေးတာပေါ့ဘာညာပေါ့နော်အခုကျုပ်လဲဒီကျွန်တော်ရဲ့ဥယျံထဲမှာတခုခုလူကျင်ပါတယ်ခမလူဝင်ပေးပါလို့ပြောတော့အနာတမင်တထေးကြီးကလည်းသဘောအယွန်သဘောအလွန်ကောင်းပါတယ်အနာတမင်တထေးကြီးရဲ့လူတဲ့အလူဟာငါမပါသူမဖက်တရာလက်နဲ့ရအောင်ရှာ လူတလောက်ပင်အရသာယူတလောက်လည်းရင်အရပါဆိုတဲ့စကားလိုပဲပေါ့နော်သူလူတဲ့အလူဟာငါမပါဘူးငါဇွဲတွေကိုဖြုတ်ထားတာဒါငါအလူမဟုတ်ဘူးဆိုတဲ့ငါဇွဲကိုဖြုတ်ထားတာဖြစ်တဲ့အတွက်လူပါခမညာအစဉ်ပြင်းမဲ့နေရခမညာနှစ်သက်တဲ့နေရမှာလူပါလို့ပြောလိုက်တယ်ဒါနဲ့ဇေတမင်းသားဘယ်မှာသွားလူတုံးဆိုတော့အဲ့ဒီမုတ်ဝါမှာပေါ့နော်ဇေတမင်းသားဥယင်မို့လို့ဇေတဝန်ကြောင်းလို့ဒီလိုအမည်ပေးလိုက်ပါတယ် ငါပါတဲ့အလူရှင်နေဆိုရင်တော့စိတ်ဆိုးမှာပေါ့ဟာဒီကောင်ကကွာသူ့ရဲ့ဥယျာဉ်မြေကြီးကိုငါရွှေတန်းကနေပုံပေးပြီးတော့ဝယ်ထားတာကိုဘယ်နဲ့ငါနာမည်အမိပေါ့မဟုတ်ဖဲနဲ့ဘယ်နဲ့အကြောင်းဇေတမင်းသားရဲ့အမိပေါ့ဖြစ်ရတာလဲစိတ်ဆိုးမှာပေါ့အခုအနာတမင်းတတိကြီးကတော့စိတ်မဆိုးဘူးတဲ့ငါမပါသူ့မဖက်တရာလက်နဲ့ရအောင်ရှာတဲ့ပုံကိုဆိုတော့ကြည်ကြည်ပြူပြူပဲခွန့်ပြလိုက်တယ်။ဒါကြောင့်မို့အနာရပင်တထေးကြီးလူတဲ့ဟောဒီဇေတဝန်ကြောင်းကြီးဟာ ဇေတာမင်းသားရဲ့နာမည်ပေါက်သွားတယ်ပေါ့ဗျာနော်အဲ့တော့ကောသလမင်းကြီးကလည်းသူလည်းလူချင်းပါတယ်တဲ့အဲ့မှာသူ့ကိုလည်းလူဝင်ပေးရတယ်ပေါ့ပြောချင်တာကတော့ဒီဒကာကြီးဦးဆောင်းဝင်းတို့ဇွဲထက်မိသားစုကလူတဲ့အလူတွေဟာဘုံဘုံကြည့်ကြည့်တာပေါ့နော်အမားကတော့သူတို့တူတယ်လဲလူနိုင်တယ်သူတို့တူတယ်လဲပဲဒီចောင်းဆောင်ကြီးကိုလူတန်းလို့ရပါရက်ကနဲ့နော်ငါမပါသူ့မဖက်ဆိုတဲ့အတိုင်းပဲတရာလက်နဲ့ရအောင်ရှာတဲ့ပုံကိုယ်တွေဆိုတော့ ဟိုနေရတသမီးတွေလည်းပဲလူကြပါစေလို့လမ်းဖွင့်ပေးတာလည်းပဲဒါအနာတပိန်တထေးကြီးရဲ့ကြောင်းလူနဲ့သွားတူနေတာပေါ့နော်လက်ဆုပ်လက်ဖြန်တတ်ပါစေခုဒီနယုပရိသကျောင်းဆောင်ကြီးမှာရေမစေးကြောက်သုံးတန်လာရောက်လူတန်းနဲ့ဇနီးမောင်တန်မိသားစုကိုလည်းပဲအမျက်ဝန်တာနဲ့မမုန်းတို့တာဓုခေါ်ပါတယ်လက်ဆုပ်လက်ဖြန်တတ်ပါစေတဲ့ဂျပန်ဘုန်းကြီးမိုကူရှိဆိုတဲ့ဘုန်းကြီးက သူ့ရဲ့တကားတယောက်ကလာလျှောက်တယ်။ဘုံဘုံဖေဟာတပိတော်ရဲ့အမျိုးသမီးဟာအမတန်မှကတ်စည်းနေပါတယ်ဖေဟာ။ဘလောက်ဒီကတ်စည်းနေလဲဆိုရင်လူဖို့တန်းဖို့နေနေတာတာတဲ့။ကိုရဲ့ဝမ်းရည်တောင်ကိုမတရာတဲ့မိမမျိုးပါဖေဟာတဲ့။အဲ့တော့တပိတော်တို့မှာအစာစင်ရဲ့အဝတ်စင်ရဲ့အနေစင်ရဲ့နေရပါတယ်ဖေဟာ။သူကတ်စည်းနေလို့အဲ့တော့ရှင်မြရဲ့တက္ကမကိုဆုံးမဩဝါဒလေးပေးပါဦးဖုရားလို့ရှောက်တာနဲ့ဂျပန်ဘုန်းကြီးကလည်းအိမ်ကိုကြွားပြီးတော့ တက္ကမကိုပြောတယ်တက္ကမကြီးတဲ့လက်သေးဆုပ်ပြရတယ်ပေါ့နော်တက္ကမကြီးဒါပါတော့လက်သေးဆုပ်ပြတာပါဗျာအေးဘုန်းကြီးကလေအမြဲတမ်းလက်သေးဆုပ်နေတယ်ဆိုရင်အဲ့ဒါဘယ်လိုပြောမလဲတဲ့ရှင်ဗျာအဲ့ဒါအင်္ဂါချုပ်ရွံ့တာပေါ့ဗျာတဲ့မှန်တယ်တဲ့ဒါဆိုရင်တဲ့လက်ဖြန့်ပြရတယ်အမြဲတမ်းဘုန်းကြီးကဟောဒီလိုကြီးလက်ဖြန့်ပြီးတော့မှနေမယ်ဆိုရင်ကောအဲ့ဒါဘာဖြစ်တာလဲလို့မေးတော့ မလားပါအဲ့ဒါအင်္ဂါချို့ရင်းတာပါဗျာတဲ့ဒီလောက်သဘောပေါက်တယ်ဆိုရင်မင်းအင်ရှင်မာကောင်လို့လို့ရပြီတို့ဘုန်းကြီးရပြန်သွားပါလေသူပြောကျင်တဲ့အတိတ်ပဲကတော့အမြဲတမ်းကြီးဆုတ်ကင်ထားရင်ငါပစ္စည်းငါဥစ္စာငါပိုင်တာလို့ငါဇွဲကြီးနဲ့ဆုတ်ကင်ထားမယ်ဆိုရင်အင်္ဂါချို့ရင်းတဲ့လူနဲ့အတူတူပဲတဲ့အမြဲတမ်းကြီးဖြန့်နေပြန်ရင်လည်းပဲเนาะဒါမြတ်စွာဘုရားကလည်းပဲ ရှိသမျှပစ္စည်းအကုန်လုံးပုံဩပြီးတော့မှလူရမယ်လို့မဟောထားပါဘူး။သင်္ကာလောဝါဒ၃မှာဟောထားတာရှိတယ်လေ။ရရှိလာတဲ့ပစ္စည်းဥစ္စာကို၄ပုံပုံ၄ပုံပုံပြီးတပုံကိုစား၅ပုံကိုတော့အတိုးအပွားတပုံကိုတော့ဟိုတိမ့်ထားတဲ့ဆိုတဲ့စကားလေးတခုရှိတယ်ပေါ့။ဒါကြောင့်မို့လူတွေဆိုတဲ့နေရာမှာလည်းပဲနော်စေတနာ၃ဌာန်ပြတ်ပြီးတော့လူဖို့အရေးကြီးတာပေါ့။ လူလိုက်တဲ့အချိန်မှာလဲဝမ်းသာနေရမယ်လူနေစေအချိန်မှာလဲဝမ်းသာနေရမယ်လူပြီးတဲ့အချိန်မှာလဲပဲကိုလူလိုက်တဲ့အလူဟာဝမ်းသာအားရဖြစ်နေရတဲ့အလူမျိုးဒါမျိုးပဲမြတ်စွာဘုရားကအားပေးတာဖြစ်ပါတယ်။ဒါကြောင့်မို့ဂျပန်ဘုန်းကြီးပြောတဲ့အဆုံးမစကားလိုပဲပေါ့နော်။အမြဲတမ်းငါပိုင်တယ်ငါဥစ္စာငါစည်းစိမ်ဆုပ်ကင်ထားမယ်ဆိုရင်အင်္ဂါချိုးရင်းတဲ့လူနဲ့တူတယ်။အမြဲတမ်းလက်ကိုဖြန့်ထားမယ်ဆိုရင်လည်းပဲအင်္ဂါချိုးရင်းတဲ့လူနဲ့တူတယ်။ เนาะလူတွေဆိုတဲ့နေရာမှာလဲကိုစားတဲ့ထဲကနေကိုတက်နိုင်သလောက်ကိုတရာပြတ်သလောက်လူဖို့တော့အရေးကြီးပါအရေးကြီးတာပေါ့နော်ပြောချင်တာပါအကြပါဘုန်းကြီးဆုံးမလိုက်တဲ့အမျိုးသမီးဟာလဲပဲသူသဘောပေါက်သွားပါတယ်သဘောပေါက်တော့နောက်ဆုံးအိမ်အောင်ရှင်မာကောင်းတယောက်ဖြစ်သွားတယ်လို့ဘုံဘုံတို့စာပေထဲမှာတွေ့ရတယ်ပေါ့နော်လက်ဆုပ်လက်ပြန်တတ်ပါစေအလုံးပဲကိုစိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ